Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့အိမ်မှာရှိတာလေးနဲ့အရသာရှိမယ်ငချောက်အာလူးချက်ကလေးချက်ပြီးစားဖြစ်ပါတယ်လွယ်ကူရိုးရှင်းပြီးတော့ထမင်းမြိန်တာဖြစ်လို့အားလုံးပဲကြောက်စစ်နဲ့တူလိုက်ပြီးတော့ချက်စားလိုက်ကြအောင်နော်စားပါမယ်ဟုတ်ကဲ့အဲ့တော့စပြီးတော့ကြတော့စားပါမယ်ငချောက်ကအသားများရယ်အားလုံးနဲ့ ကဲအရင်ဆုံးစပြီးချက်ဖို့အတွက်ဒဲတဲကိုစီထဲပါမယ်စီချက်လာပြီဆိုလို့ရှင်တော့ကျော်စစ်တို့အခုလိုပေါ့နော်စက်သွန်ညစက်သွန်မြူပေါ့နော်စိတ်ထားလေးကိုကျော်စစ်ကအခုလိုမျိုးလေးစီတက်ပေးလိုက်မယ်ပေါ့နော်စနုံးမုံလေးအနေငယ်ထည့်ပြီးရောစီတက်ပါမယ်ကျက်သွန်နန်းလေးတွေမွေးလာရေဆိုလို့ရှိရင်တော့ကျစစ်တို့အခုလိုမျိုးပေါ့နော်အယောင်တင်မုတ်အနူးမုံလေးထည့်ပေးပါမယ် ကဲပြီးရင်တော့ကျွန်တော်ရှေ့မှာရေစိမ့်ပြီးတော့ပေါ့နော်ကျွန်တော်တို့အခုလိုမျိုးလေးအနေတော်လေးတုံးထားတယ်ငချောက်ကိုထည့်ပေးပါမယ်ကျွန်စစ်ကတော့ငရောင်ကြောက်ကလေးကိုတုံးထားပါတယ်ဒီနေရာမှာကိုကြိုက်နေတတ်တဲ့ငချောက်ကိုတုံးပြီးလဲချက်လို့ရပါတယ်ငချောက်နဲ့ဒီအနစ်နဲ့အားလုံးနှံ့ပြီးစီပေါက်လာသည့်ဒီလုံးပေးမယ်အရာတာအတွက်ကိုတော့ကျွန်စစ်တို့စားလေးနဲ့ငယ်ရဲ့ရာတာမုံလေးရဲ့ထည့်ပေးမယ်ပေါ့နော်ကဲအခုလိုမျိုးစီပေါက်လာပြီဆိုလို့ရှင်တော့ငချောက်ဣသွားအောင်ကျွန်စစ်တို့ရေလေးအနေနဲ့ငယ်ထည့်ပြီးတော့ကြတော့လုံးပေးလိုက်ပါမယ် ကဲငချောက်လေးနဲ့ငယ်ဤပြီးတော့အခုလိုမျိုးစီပေါက်လာတဲ့အနေထားလေးရောက်ပြီဆိုလို့ရှိရင်တော့ကျော်စစ်ကအာလူးစိတ်ထားလေးတွေကိုထည့်ပေးပါမယ်။ပြီးရင်တော့ဒီအာလူးနဲ့ငချောက်နဲ့ပေါ့နော်အားလုံးနဲ့သွားအောင်တခြားလေးလုံးပေးလိုက်ပါမယ်။ကျွန်တော်ငါချောက်ကိုကြတော့ဒီတိုင်းချက်စားတာတည်းအခုလိုအာလူးနဲ့ချက်ရင်ကြတော့ကျွန်တော်တို့အရသာလေးပို့ပြီးတော့ကြတော့စားလို့ကောင်းနေပေါ့နော်ကျွန်စစ်ကတော့အခုလိုအာလူးလေးနဲ့ရောပြီးချက်တာကိုရမ်းကြိုက်ပါတယ်ပြီးရင်တော့အာလူးရောငါချောက်ရောနူးဤသွားအောင်ပေါ့နော်ကျွန်စစ်ကရေနွေးလေးထည့်ပေးလိုက်ပါမယ် စီပြန်လာတဲ့အနေထားလေးရောက်တည်တည်ကျွန်တော်တို့တဲပေးလိုက်မယ်ပေါ့နော်ကဲခုဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါလွယ်ကူရိုးရှင်းပြီးတော့ကြာတော့အိမ်မှာရှိတာလေးနဲ့ပေါ့နော်အချောက်ချမ်းလေးနဲ့ထမင်းစားလို့မြိန်မယ်ငချောက်အာလူးချက်ကလေးရပါပြီလွယ်ကူရိုးရှင်းတာမို့ဒါမျိုးလေးချက်စာကြီးကိုဝင်မြတ်ပေးပါရနော်ဒီမှာငချောက်နဲ့အာလူးနဲ့ပေါ့နော်ဒါကတော့ငရောင်ချောက်ကလေးတွေပါကျွန်တော်ငရောင်ချောက်ကိုအာလူးလေးနဲ့ပေါ့နော်ဒီမှာကြက်သွန်လေးနဲ့ပဲကျွန်တော်ကတော့ဒါကတော့ဟိုအချိုချက်လိုပုံစံမျိုးလေးပေါ့နော်ချက်ထားပါတယ်စီပြန်လေး ပူပူလေးပေါ့နော်ပူပူလေးစားမယ်ငရုတ်သီးစားတောင်လေးပေါ့နော်ဒီမှာစားတောင်လေးနဲ့နဲ့ပြီးတော့ကြတော့တွဲပြီးစားပါမယ်อืมသွားစားအောင်နဲ့အရန်လိုက်တယ်ပေါ့နော်ဒါကတော့အရွက်ကြော်ပေါ့နော်ကစွန်းရဲ့ကြော်လေးရဲ့နဲ့စားပါမယ်အရင်ဆုံးဒီမှာနှင်လိုက်အောင်မယ်ပေါ့နော်อืมโอเคအဲ့တော့စားပြီးတော့ကြတော့စားပါမယ်အားလုံးပဲစားကြပါအောင်ခင်ဗျอืมချက်တော့အနှစ်ကလေးနဲ့ဆိုချိုးနေရောပဲอืม ်ညောက်ကအသားများတယ်အဲ့ဒီနဲ့အဲ့ရအသားရင်းကြီးပါရေမစားချင်ဘူးလို့ဒါမျိုးလေးဆက်စားကြည့်ပေါ့နော်အရသာလေးအရင်ရှိတယ်ဟင်းဟင်းဟင်းအရောင်ကြောက်ကြတော့ကျွန်တော်တို့ မချက်ခင်ရေလေးစိန်ထားပါတော့နော်။နည်းတကြစိန်လည်းရတယ်။ရေစိန်စိန်ပြီးကြမ်းကြမှာတုံးလေးတွေတုံးတုံးမှချက်တာပါတော့နော်။ညွန်ရုပ်သီးတောင်းလေးနဲ့ဆိုအရန်လိုက်တယ်သူက။ရှယ်ပဲ။ဟွန်း။ဟွန်း။ ့ကလုံးရကျော်နေလိုက်တယ်စားလို့လည်းအရင်ကောင်းနေပေါ့နော်အဲ့တော့ကျောစစ်ဒီမှာထမင်းလေးနည်းနည်းထပ်ထည့်ပြီးတော့ကြာတော့ဆက်ပြီးတော့ကြာတော့စားအောင်မယ်ဒါမျိုးလေးချက်စားကြည့်ပါကိုကြိုက်နေတက်တဲ့ငါချောင်းနဲ့လည်းကျွန်တော်တို့ချက်လို့ရရယ်ပေါ့နော်ငါချောင်းအလူချက်ကလေးချက်ပြီးစားကြည့်ဖို့ဝင်မြပေးလိုက်ပါရဲ့ဒီနေ့ဘလော့လေးကိုဒီမှာပဲရိုက်လိုက်တော့မယ်နောက်ဘလော့ဒီမှာပြန်ပြီးတိစုံကြပါမယ်ခင်ဗျအားလုံးပဲတက်တာပါ